အကောင်းကိုလူတိုင်းမကြိုက်ကြအောင်လူတိုင်းမကြိုက်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်လူတွေမှာချက်လက်စီဆိုတဲ့အိတ်တတရားရှိတယ်တူတယောက်တုတ်တက်သွားမှာကိုမလိုလားတဲ့စိတ်အိတ်တာဆိုတာလူတယောက်ခြိကွတုတ်တက်သွားလို့ရှိရင်အပြစ်ပြောခြင်းနဲ့စိတ်အဲ့ဒီတရားဟာ လူလောကကြီးကိုလွှမ်းမိုးပြီးတော့ထားတာဖြစ်တယ်။ဒါကြောင့်လောကမှာအမြင့်မြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့တရားတော်ကိုကျင့်ကြံကြုတ်ကုန်အထုတ်နေတဲ့မြတ်စွာဘုရားရဲ့မြင့်မြတ်မှုချစ်ကြမှုကိုမြင့်မြတ်ချစ်ကြတဲ့ခွန်ကြီးချင်းတွေကိုရရှိမှုကိုမလိုလားတဲ့ပုဂ္ဂိုလ်တွေကနောက်ဆက်တာအဲ့တော့ကြည့်လို့ဆိုရင်လောကမှာ အနောက်ရှေ့ကင်းပြီးတော့ခြေဘတ်တုတ်တယ်ကုလူဆိုတာခက်ခဲတဲ့သဘောရှိတယ်ပေါ့နော်အနောက်ရှေ့ကရှိအဲ့ဒီနေရာမှာလည်းပဲစဉ်းစားကြည့်ရမှာတော့ခစ်ဆိုတာမျိုးမျိုးရှိတဲ့ချက်ပဲခစ်ဆိုခစ်ကောင်းအချိန်ကာလပိုင်းဆိုတာရှိနိုင်တယ်စပေကျမ်းမှာဆိုထားတဲ့ခစ်ကာလကို ရှုကလေးမျိုးနဲ့ပေါ်ပြထားတာရှိတယ်။ကတ္တယုကတရိတာယုကတွာပရာယုကနဲ့ကလိယုကလို့ပုရဝဇ္ဇံသာမှာတော့မဟုတ်ဘူး။အိန္ဒိယနိုင်ငံမှာထွန်းလာတဲ့တက္ကະဘာသာဇံသာမှာလူလောကသမိုင်းကိုခေလေးခင်းနဲ့ပိုင်းခြားပြီးတော့ပေါ်ပြထား။အဲ့တော့ဗုဒ္ဓရဲ့ ခေါ်ပြောချက်နဲ့လည်းပဲစီးမြော်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားကလူလောကကြီးဟာကောင်းလိုက်ဆိုးလိုက်မတည်ငြိမ်တဲ့အနေထားရှိတယ်။ကောင်းတဲ့အပိုင်းကနေပြီးတော့ဆိုးတဲ့အပိုင်းကိုတဖြည်းဖြည်းရွေးရှားသွားတာရှိတယ်လို့ဆိုးတဲ့အပိုင်းကနေပဲကောင်းတဲ့အပိုင်းကိုရွေးရှားသွားတဲ့အချိန်ကာလမျိုးရှိတယ်။အဲ့တော့မတည်ငြိမ်ဘူးပေါ့။ အကောင်းကြီးလည်းမရှိနိုင်ဘူးအဆိုးကြီးလည်းမရှိနိုင်ဘူးဒါဟုတ်တယ်ဖြစ်နိုင်တယ်လောကမှာအခြေအနေဆိုတာအဲ့တိုင်းပဲလေကောင်းတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဆိုးတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဒါကြောင့်မို့လူလောကလူသမိုင်းကိုကြည့်လိုက်ပဲဆိုရင်လောကမှာရှိတဲ့လူသားတွေဟာလေးပုံပုံလေးပုံလုံးကောင်းတဲ့အချိန်ပိုင်းဆိုတာရှိခဲ့တယ်တကယ်ကို လူတိုင်းလူတိုင်းဟာကောင်းမွန်တဲ့စိတ်ထားတွေနဲ့အိမ်တမသာကြတာရအေးချမ်းတဲ့အချိန်ပိုင်းကိုကတာယူကခေလို့ခေါ်တယ်။လူကိုလေးပုံပုံလေးပုံသလုံးဟာသူကောင်းလေးအရေးကြီးပဲ။နောက်အဲ့ဒီထဲကနေတဖြည်းဖြည်းရောကြလာတဲ့အခါမှာလေးပုံထဲမှာဆွမ်းတဲ့ကြက်ချေးရောဆိုတာလို့ကြက်ချေးရောဆိုတာလို့ပဲ။ လေးဘုံဘုံတဘုံလောက်ကအဆိုးဘက်ကိုရောက်လာတာရှိတယ်။အဲ့ဒီအဆိုးဘက်ရောက်လာတဲ့အခါမှာသုံးဘုံကပဲဒုက္ခတဘုံကအဆိုးဖြစ်လာတယ်။အဲ့ဒီခေတ်လည်းကြောဖြတ်ခဲ့ရတာပဲ။အဲ့ဒီခေတ်ကတရိတာယူကလို့ခေါ်တယ်။တောပရယူကခေတ်ရောက်လာတဲ့အခါကျတော့အကောင်းဘက်ကမတိုးပဲနဲ့အဆိုးဘက်ကတိုးလာတယ်။ ်ထာသဘာဝပဲလေစဉ်းစားကြည့်ပေါ့တည့်သည်ဆယ်လုံးဆိုအပ်သောအဲ့ဒီတည့်သည်ဆယ်လုံးထဲမှာအပုတ်တစ်လုံးပါလာတယ်အပုတ်တစ်လုံးနဲ့အကောင်း၉လုံးတူတူထားလိုက်လို့ရှိရင်အဲ့ဒီအကောင်း၉လုံးကပုတ်နေတဲ့တည့်သည်ကိုအကောင်းဖြစ်အောင်မလုပ်နိုင်ဘူး မလုံးနိုင်အဲ့ဒီပုတ်နေတဲ့တေရတိတလုံးကနေပြီးတော့ကြံတဲ့ကိုလုံးကိုပုတ်သွားအောင်မလုပ်တယ်ကောင်းပြတ်ပြတ်တယ်တော့မရှိဘူးနော်အဲ့တော့လူရဲ့အဆိုးဘက်ကိုရောက်လာအဲ့တော့လူတွေဟာသုံးဘုံကနေပြီးအဆိုးကနေတိုးလာတော့လေးဘုံလေးဘုံဖြစ်လာတယ်ဒိဋ္ဌာယုကလို့ခေါ်တယ်နောက်တစ်ခါ တဝက်စီကောင်းတဝက်စီဆိုးနေတဲ့အနေထားမျိုးကတခါအဆိုးဘက်ကပိုးလာပြန်တယ်လူလေးယောက်မှတယောက်ဖက်လူကောင်းကြံပြီးတော့ကြံတဲ့လူသုံးယောက်ကအဆိုးအဲ့တော့အကောင်းကတပုံပဲကြံတော့တယ်အဲ့ဒီခေတ်ကိုကလိယူကလို့ခေါ်တယ်အဆိုးများသွားတဲ့ခေတ်ပေါ့နော်ဆိုးများသွားတဲ့ခေတ် ကောရမြတ်စွာဘုရားပွင့်တာဟာအဲ့ဒီကလေးယူကမှပွင့်တာအဆိုးများတဲ့ခေတ်မှာဥပမာမယ်လေးချောင်းတော့စပွဲကြီးမှာခြေတော့သုံးချောင်းကကျိုးနေပြီးတော့ခြေတော့တစ်ချောင်းနဲ့ထောက်ထားတဲ့စပွဲဘယ်လိုနေမလဲချစ်ကြည့်ပေါ့ခြေတော့တစ်ချောင်းနဲ့ပဲထောက်ထားတဲ့စပွဲဟာစောင်းလဲစောင်းမယ်လှုပ်လဲလှုပ်မယ် အဲ့တော့လူလုံးကကြီးဟာအကျင့်တရားတွေပြက်ပြားပြီးတော့လှုပ်လဲလှုပ်တယ်ဆောင်းနေဆောင်းနေတဲ့အဆိုးဆုံးအချိန်ပိုင်းလို့သူတို့ပြောလို့ရတယ်ပေါ့နော်အချိန်ပိုင်းကိုရောက်လာအဲ့ဒီအချိန်ပိုင်းကလည်းပဲနောက်ဆုံးမှလူလေးဘုံဟာလေးဘုံလုံးအဆိုးတွေကြီးဖြစ်သွားတဲ့အချိန်ပိုင်းရောက်လာနိုင်သေးတယ်ပေါ့အဲ့ဒီကြရင်တော့အကောင်းကုန်သွားပြီးတော့အဆိုးတွေလွှမ်းမိုးသွားတဲ့အချိန်ရောက်လာ အဲ့လိုဖြစ်သွားပြီဆိုရင်တော့လောကမှာလောကကြီးတစ်ခုလုံးဟာမိခုံတောက်ပြီးတော့ပျက်စီးဆုံးရှုံးတဲ့အနေအထားမျိုးတစ်ခုရောက်သွားတယ်။အခုခေတ်ကြီးကိုကြည့်လိုက်မယ်ဆိုရင်လည်းအဲ့ဒီဘက်ကတာဆူးနေတဲ့သဘောရှိတယ်။ဘာဖြစ်လို့လဲဆိုအစွမ်းထက်တဲ့လက်နဲ့ကြည့်ရမိခုံတောက်ပဲဟာလေကြီးပဲလေကောင်းလို့အဲ့တော့အကောင်းဆိုမမြှော်လင်းမြှော်လင်းလို့မရတဲ့အနေအထားပဲဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုဖျားပွင့်ကလေးကကလေးရုပ်ခေါ်တာကို အဲ့ဒီကလေးယူကတည်းမှာမြတ်စွာဘုရားပွင့်တာဖြစ်လို့သုပိတိုင်းသုသုတဲ့အဆုံးဒီလိုပဲထပ်လာမှာဖြစ်တယ်။နောက်ဆုံးမှာနောက်ဆုံးအဆင့်အဆိုးဆုံးတန်းကုန်သည့်ထီအောင်သုသွားပြီးတဲ့နောက်မှာတော့မုံတိုင်းထန်လို့မုံတိုင်းပြင့်သွားလို့ရှိရင်လေးပြေးလေးလာတဲ့အချိန်ဆိုတာပေါ်လာတတ်တယ်ပေါ့နော်။မုံတိုင်းတိုက်ပြီးတဲ့နောက်မှာ လေးကြီးလေးတိုက်လာတဲ့အဲ့ဒီအချိန်ခါရောက်လာလို့ရှင်တော့အဆိုးတွေကကုံသွားပြီးကောင်းဘက်ကိုပြန်စားလာအဲ့ဒီကနေပြီးကောင်းလိုက်ပြန်တယ်ကောင်းတဲ့တတန်းကလည်းတဖြည်းဖြည်းတက်သွားပြီးတော့နောက်ထပ်အဆိုးဆိုလာအောင်ပဲလူတွေရဲ့တတန်းတွေကလည်းမတမ်းမရှိအတင်ခြေတန်းတိအောင်ရောက်နတ်တွေတဲ့တောင်အသက်ရှိတဲ့ဆင့်တိအောင်ရောက်သွားတယ် နောက်ပိုင်းမှာလူတွေအချင်းပြက်သည့်အတွက်ကြောင့်တတန်းတွေကပြန်ဆုပ်ယူလာဒါဆက်ကဝတိသုတ်တမှာဒီတိုင်းပဲဟောထားတာဗျာနော်ဒီတိုင်းပဲဟောထားအဲ့လိုအကောင်းနဲ့အဆိုးကျုံနေတာသောဝတရားကြီးတို့ဖြစ်ပြီးတော့နေအဲ့တော့ကောင်းခြင်းဆိုခြင်းရဲ့အဓိကအကြောင်းကတော့ဘာအောင်ဆိုရင် သရဝရီအလုံးရဲ့မကောင်းတဲ့စိတ်တွေသဘောထားတွေမကောင်းတဲ့စိတ်ဓာတ်တွေလွန်မို့လာခြင်းဟာမကောင်းခြင်းအကြောင်းတစ်ခုဖြစ်တယ်ပေါ့။မြတ်စွာဘုရားပွင့်လိုက်လို့ခန္ဓာသွားတဲ့အနေအထားမျိုးတော့ရှိတယ်။မြတ်စွာဘုရားပွင့်သွားတာဒိဋ္ဌိဝါစံသွားတာအခုနေပေါင်း2600 2500ကျော်သွားပြီဆိုတော့တဖြည်းဖြည်းအဆိုးဘက်ကအပလာမှာပဲ။ တော့ခုချိန်မှာအဆိုးဆုံးလို့မဆိုရသေးတဲ့အချိန်လေးရောက်တဲ့အချိန်မှာကိုကိုယ်တိုင်ကောင်းနိုင်လည်းမရကောင်းစူးစမ်းဖို့ကလွယ်ပြီးတခြားလောက်ဆရာပါမှမရှိပါဘူး။ယေရှုဗျာကိုယ်တိုင်ကိုကပဲဒီကလေးယူကထဲမှာပွင့်လာတဲ့အခါမှာချီးမားတဲ့အနောက်ရှက်တိမျိုးစုံကြုံရတယ်။လူသားတွေကနောက်ရှက်တာလို့နှစ်ထဲကလည်းပဲနောက်ရှက်တယ် တော့ကောင်းတာမကြိုက်တဲ့လူစုဆိုတာရှိတယ်လေကြည်ပါလားခုနကကလိယူကဆိုရင်ကောင်းတာမကြိုက်တဲ့လူက၄ယောက်မှ၃ယောက်ရှိတယ်ကောင်းတာကြိုက်တာ၁ယောက်ပဲရှိတာအဲ့တော့အများအားသူကမကောင်းတာကြိုက်တဲ့လူတွေအများကြီး